ားလုံးပဲမင်္ဂလာပါ Soccer House ကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးချင်တာကတော့2025 Qatar Grand Prix review ပဲဖြစ်ပါတယ် Formula 1ဟာပြိုင်ပွဲပြီးဆုံးမှုနီးကပ်လာတဲ့အချိန်မှာ ပူပူပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ဝင်ခန်းတွေကိုကျွန်တော်တို့ကိုပြသနေတယ်ဒီတစ်ပတ်ပြိုင်ပွဲမှာလည်းနောက်ထပ် dramatic events တွေထပ်ဖြစ်ခဲ့တယ် McLaren အသင်းဟာအဆုံးဖြတ်ချက်အမားတွေကိုထပ်ပြီးတော့ကျူးလွန်ခဲ့တယ်။အဲဒီအရဲ့ Reset အဖြစ် Max Verstappen, ထပ်မံပူဆွေးသွားခဲ့တယ်။ Verstappen မောင်းနှင်ပုံကောင်းမွန်တာကြောင့်ပါပေမဲ့လေ McLaren အသင်းရဲ့အဆုံးပြတ်ချက်အမှားတွေကလည်းဒီလိုမျိုး Verstappen ပူဆွေးအောင်တွန်းအားပေးခဲ့တယ်ပေါ့နော်။အဲ့တော့ Qatar Grand Prix ဟာဒီ qualifying ပြီးတဲ့အခြေအနေမှာ qualifying မှာဒီ Oscar Piastri pole position ရရှိခဲ့တဲ့အတွက်သိပ်ပြီးတော့ရင်ခုန်စရာမကောင်းတော့ဘူးလို့တွေးစရာဖြစ်ခဲ့တယ်။ဒါပေမဲ့ပွဲအတွင်းမှာတော့ မကလာရင်းဆုံးဖြတ်ချက်အမှားတွေဒီ strategy ပိုင်းဆိုင်ရာဆုံးဖြတ်ချက်အမှားတွေကအခုလိုအခြေအနေဖြစ်အောင်တွန်းပို့သွားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအပတ်ဟာ sprint race ရှိတဲ့အပတ်ဖြစ်တယ်အဲ့တော့ sprint race ဆိုလည်းဘာမှပြောစရာမရှိတော့အောင်ရိုးရှင်းပြီးတော့ပို့ပြီးတော့မြန်ဆန်ကောင်းမွန်တဲ့ McLaren အသင်းတွေကပဲဒီ McLaren ရဲ့ကားတွေကပဲဒီပြိုင်ပွဲကိုထိန်းချုပ်သွားခဲ့တယ် Oscar Piastri ဒီနံပါတ်1ရရှိခဲ့တယ်ပေါ့နော်ဒီ race weekend တစ်ခုလုံးမှာ Oscar Piastri ကအမြန်ဆုံးဖြစ်ခဲ့တယ်ဒါပေမဲ့ ပြန်ပွဲမှာတော့သူ့အနေနဲ့ strategy ဘိုင်းဆိုင်ရာအမှားအယွင်းကြောင့်လိုအပ်ချက်ကြောင့်ပိုဆွဲနိုင်ခြင်းမရှိခဲ့ပဲ Max Verstappen ကိုပိုဆွဲခွင့်ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ qualifying မှာ pole position ဖြစ်တာ ਨੇ ဘာဖြစ်လို့ပြင်းစရာကောင်းတဲ့အနေအထားမျိုးဖြစ်သွားတယ်လဲဆိုရင် Carter Grand Prix ရဲ့ characteristic ကြောင့်ပေါ့နော်အဲ့တော့ဒီ queen ဟာ challenging ဖြစ်တယ်တခြားသောနီလန်အပြင်ဘာလဲဆိုတော့ပူတယ်ပြီးတော့ဒီ queen ရဲ့ဒီလမ်းကြောင်းတွေက first race ဖြစ်တယ်ပေါ့နော်အရန်ကိုမြန်ဆန်နေ slow corner ဆိုလို့နှစ်ခုလောက်ပဲပါတယ် channel တွေအကုန်လုံးက median နဲ့ first corner တွေကြီးပဲပြီးတော့ဒီ queen ဟာ formula 1အတွက်တီးတန့် design ထုတ်ထားတဲ့ queen မဟုတ်ဘူးသူက motor gp ပြိုင်ပွဲအတွက်ထုတ်ထားတဲ့ queen ဖြစ်တယ်ဒါကြောင့်မလို့ဒီ cups တွေပေါ့နော် cups ဆိုတာ land base မှာရှိတဲ့အတုံးသေးကလေးတွေအဲ့ဒါတွေက cups တွေက motor gp ပြိုင်ပွဲအတွက် style အဲ့တော့သူကဘာဖြစ်တယ်လဲဆိုတော့ pyramid ပုံရှိပြီးတော့ တာယာတွေကိုပို့ပြီးတော့စားစီတယ်အဲ့တော့ formula 1ကားတွေဟာဒီသူ့ရဲ့ racing line အနေနဲ့ဒီ track ရဲ့အပြင်ကိုမထွက်သွားရင်ရပြီအဲ့တော့ဘာဖြစ်လဲဆိုတော့သူက racing line ကိုအဲ့ cashback ကိုကတ်ကတ်ပြီးတော့ယူလာတယ်အများကြီးပဲပြီးတော့ဒီ cars ကြီးအထီကိုထိနေရမှာပေါ့အဲ့တော့ထိနေရတဲ့ခါမှာဘာဖြစ်လဲဆိုတော့ဒီ motor gp အတွက် design ထုတ်ထားတဲ့ cars တွေဟာ formula 1ကားတာယာတွေကိုအလွယ်တကူဒုက္ခပေးတယ်ဒါကြောင့်မလို့ tire stint ကနေပါတယ်အဲ့တော့ဒီပွဲအတွက် tire stint က25 laps ပဲရှိရဆိုပြီးတော့ဒါတရားဝင် တတ်မှတ်ထားတယ်တတ်မှတ်ထားဆိုကိုလဲကျင်နေအချိန်လဲလို့မရအောင်ဘယ်ကားမဆို25ပတ်တက်ပူမောင်းလို့မရအောင်ဒီကွင်းမှာဒီနေ့အတွက် rules တနေ့နဲ့တနေ့မတူဘူးပေါ့နော်အဲ့တော့ဒါက2023ခုနှစ်တုန်းကလည်းအဲ့လိုမျိုးတတ်မှတ်ချက်ရှိခဲ့တယ်အဲအဲ့တော့ဆက်ရှစ်ပတ်ပေါ့နော်အဲ့ဒါမျိုး3 stop strategy ကိုသုံးခဲ့ရတယ်အဲ့တော့ဒီပွဲကသင်ကြားပေါက်2 stop strategy အများကြီးအပြောင်းလဲလုပ်လို့မရဘူး tire ဒီအတိုင်းကိုသွားရမယ်ပြီးတော့ tire management အရေးကြီးတယ်အရေးကြီးတယ်ဆိုတာကအဲ့25ပတ် အတွင်းပေါ့နော်တေချာပေါ့ကိုယ့်ရဲ့မစီမံစွမ်းဆောင်ရည်ကိုထိန်းထားဖို့လိုအပ်တယ်အဲ့တော့ဒီအချက်တွေကပေးထားချက်တွေဒါကြောင့်မလို့အပြောင်းလဲအများကြီးဖြစ်ဖို့မရှိဘူးအဲ့ဒီအပြောင်းလဲအများကြီးဖြစ်ဖို့မရှိတဲ့ပွဲမှာဒီ Vester Pan ဟာဒီ McLaren ရဲ့စတောမေချာမာတွေ့ချောင်းသူကခွင့်ရရယူနိုင်ခဲ့တာဖြစ်တယ် qualifying နဲ့ပတ်သက်လို့ sprint race နဲ့ပတ်သက်လို့ပြောစရာအများကြီးမရှိဘူးအဲဒီ McLaren ကားရဲ့တိတိကျကျပုံမကောင်းလွန်ခဲ့တယ် Red Bull က ဒီ Friday ပေါ့နော်တောက်ကြနေကလေးကူကတိတာထင်ရှားတဲ့ဒီနောက်မှာနောက်ကြကြင်ကလေးမှုကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရ Spring Qualifying မှာဆိုရင် Verstappen က9 8အဲ့လောက်ပဲရခဲ့တာအနောက်အများကြီးကြောက်တယ်ဗောနော Spring မှာတော့ Verstappen လေးရတယ်1 2 3လေးအစင်လိုက်က Oscar Piastri ပြီးတော့ George Russell ပြီးတော့ Lando Norris ပြီးတော့ Max Verstappen ဗောနော်အဲ့တော့ရုံးကန်နေရတယ် Qualifying နေ့မှာလည်းရုံးကန်နေရတယ်ပြောမယ်ဆိုရင် Verstappen second row ရဖို့တော့နည်းနည်းလေးစိုးရိမ်ခဲ့ရတယ် ်ဒီ3တော့သူ position 3တော့သူရသွားတယ် p3 တော့သူရသွားတယ်ဒါပေမဲ့တော်တော်မောင်းခဲ့ရတာ George Russell နဲ့သူနဲ့ဆိုနည်းနည်းလေးပဲခြားတယ်ပြီးတော့ George Russell ကသူ့ကိုအစောပိုင်း Q3 ရဲ့အစောပိုင်း stint တင်မှာပို့ပြီးတော့မြန်ခဲ့တယ် Verstappen ရုံးခံခဲ့ရတယ်ဒီ McLaren ကားတွေတော့တီးသက်သူတို့ရဲ့ only တစ်ခုမှရှိနေပြီးတော့ PSV နဲ့ Lando Norris ကြားတွေပြန်ဆိုင်မှုပဲစိတ်ဝင်စားအောင်ကြာရှိခဲ့တယ် PSG အကောင်းဆုံးပေါင်းတင်ပြီးတော့ pole position ရခဲ့တယ်အားလုံးမျောလင့်ထားတဲ့အတိုင်းပဲဒီကွင်းဟာသူ့ရဲ့ driving style နဲ့ကိုက်ညီတဲ့ကွင်းဖြစ်တဲ့အတွက်သူဟာပိုမိုပြီးတော့ရေပန်းစားခဲ့တယ်အရာအားလုံးက PSG အတွက်လမ်းကြောင်းကိုဖြူးနေရပဲဒါပေမဲ့တကယ်တမ်းပွဲစားတယ်ပွဲစားတော့ P1 က PSG P2 မှာ Lando Norris သူဟာအဲတိတ် daddy side ဘက်မှာရှိတယ်ဒီဘက်က clean side ဘက်မှာရှိတယ်အဲပြီးတော့ Verstappen က3စတာထွက်ကြတဲ့အချိန်မှာကလေးက Verstappen ဟာ လန်ဒိုနော်ရစ်ကိုကြော်တက်ပြီးတော့ P2 ရရှိအောင်ပြုလုပ်နိုင်ခဲ့တယ်။အဲ့တော့ဒီဇိုင်းမောင်းနေကြတယ်။အဲ့မှာအလှည့်ပြောင်းဖြစ်လာတယ်။တိုင်းတိုင်းဆိုင်ဆိုင်ပဲဒီကွင်းရဲ့အပတ်ရည်က58ပတ်ရှိတယ်။ကားတိုင်းမှုဖြစ်တာက lap 7အချိန်လောက်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင် lap 7အချိန်လောက်မှာအဲဒီကားတိုက်မှုဖြစ်ပြီးတော့ Hogan Buck နဲ့ဒီ um Oscar အဲဒီ Pierre Gasly တို့ကားတိုက်မှုဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့ အဲဒီ safety guard ထွက်လာပေါ့နော်အဲ့တော့ safety guard ထွက်လာရင် အားလုံး formula ပြည်သက်တွေအားလုံးတိကျတဲ့ကြားတဲ့အတိုင်းပဲဒါ free pit stop free gift တစ်ခုဖြစ်တယ်ဒါကိုရယူဖို့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့ McLaren က2ဆန်းစွာပဲသူတို့ကအပြင်မှာပဲနေခဲ့တယ်လုံးဝ pit တဲမဝင်ခဲ့ဘူးကားအစီး20ဟောကံဘက်ကိုဖယ်လိုက်16စီးရှိတယ်16စီးလုံး pit တဲဝင်ခဲ့အဲ16စီးမှာ18စီး pit တဲဝင်ခဲ့တယ် McLaren နှစ်စီးပဲအပြင်မှာနေခဲ့တယ်အဲ့တော့ဒီ free gift ကြီးကိုအသင်းသားယူခဲ့ပြီးတော့ ဲ့လိုမျိုးအကုန်လုံးဝင်ခဲ့တဲ့အတွက် Verstappen လို့ရှေ့မှာရှိနေတဲ့ position ရှေ့မှာရှိနေတဲ့ကစားသမားလည်းပြဿနာမရှိတော့ဥပမာထားပါလို့ Verstappen ကဝင်တယ်နောက်က4កောင်မဝင်ဘူးဆိုရင်သူဝင်လိုက်တဲ့အတွက်4កောင်3ဖြစ်သွားမယ်အဲ့ဒီ Verstappen ပြန် join တဲ့အခါမှာသူအနည်းဆုံးအများဆုံးအနေနဲ့ဆိုတော့ P4 ရောက်ပဲမှာပဲသူရှိတော့မယ်အဲ့တပိုးရှိစရာအကြောင်းမရှိတော့အနောက်မှာအနောက်ကလူတွေမဝင်ဝင်တယ်လို့အဲ့လိုပဲဖြစ်ဖို့ရှိ Truck position အရေးကြီးတယ်ပေါ့နော် ဒါမဲ့ဒီလိုအခြေအနေမှာမဟုတ်ဘူး trust position ရပွဲတော်မစားသေးဘူး trust position ဆိုတာကပြဿနာမဟုတ်ဘူးအဲ့အချိန်မှာ McLaren ကားတွေကပြန်မနေဖို့ပဲဆုံးဖြတ်ခဲ့တယ်အဲ့တော့ဒီ Oscar Piastri အဲ့လိုဆုံးဖြတ်တယ်ဆိုရင်ဒါလက်ခံလို့ရသေးတယ်နှစ်စီးလုံးအပြင်မှာထုတ်ထားခဲ့တာကြီးကြတော့အဲ့အရန်ကိုအနေရများတယ်ဆုံးဖြတ်ချက်ဖြစ်တယ်အဲ့တော့ Lando Norris ကသူ့ရဲ့ဟိုအောင်လမ်းလှမ်းပြီးတယ် PSC မဝင်ဘူးပေါ့နော် PSC မဝင်ဘူးဟုတ်ပြီအဲ့ဒါဆိုငါတို့မဝင်သင့်ဘူးလားဆိုတာမျိုးပေါ့နော်အဲ့တော့ဒီ McLaren ရဲ့ race engineer မဟုတ်ဘူး ဒီတခြားကားတွေပါ flexibility မရှိတော့ဘူးဆိုပြီးတော့သူပြောတယ်ပေါ့နော်အဲ့တော့ဒီပွဲထဲမှာကျင်ညာနေတဲ့ Martin Brandel တို့ကလည်းနည်းနည်းလေးအားတင်းတယ်ပေါ့နော်ဒီဆုံးမြတ်ချက်ကိုသူတို့ဝေးဝေးဖက်တုံးတက်ကြတယ်ကျွန်တော်နေနေလေဘာဖြစ်လို့ဘာလို့ flexibility တခြားတဲ့နေရာမရှိရမှာလဲဘာဘလို့မှကျွန်တော်စဉ်းစားလို့မရအောင်ပြီးတော့ခုနှစ်မှာဖြစ်တာဖြစ်တဲ့အတွက်ကျန်တဲ့ဒီဒီခုနှစ်ရှစ်လောက်မှာသူတို့ဝင်လိုက်တယ်ဘယ်လိုဝင်လိုက်တဲ့အတွက်ဒီပွဲကို2 pistol လောက်စရာမလိုတော့ဘူး 1 pistol အနေနဲ့ပြောင်းလိုက်လို့ရဘာလို့လဲဆိုတော့ free pistol တစ်ချက်ရရှိပြီးသွားပြီထားပါတော့ဗျာ3လောက်မှာဒီ type မိတာဖြစ်တယ် safety card ဖြစ်တယ်ဆိုရင်တော့ဝင်နေဝင်ချင်းမဝင်ချင်းပြဿနာဝင်ချင်းမဝင်ချင်းကြောင့် advantage မရှိတော့ဘာလို့လဲဆိုတော့ဒီ58ဘတ်ဆိုတော့3ဘတ်နှုတ်လိုက်မယ်ဆိုရင်အဲကျန်တဲ့အထက်မှာ54ဘတ်ကျန်မယ်54ဘတ်ဆိုတော့25နှစ်လီကိုကျော်နေတယ်ပေါ့နော်ကျော်နေတဲ့အတွက်တခြားဘတ် 2stop ကိုတော့မှာဒါပေမဲ့အခု card time ဖြစ်တဲ့အချိန်ပြီးတဲ့အတင်ထားမှာဝင်တဲ့အခါမှာကျတော့2 pistol မလိုတော့ဘူး one pistol free ရရှိပြီးတော့ကျန်တဲ့ one pistol ကိုကိုဘောင်ကိုကိုယ့်ရဲ့ strategy အတိုင်းခုန25 laps limitation အတိုင်းဆက်ပြီးတော့တွားလို့ရမှာဖြစ်တယ်။ Verstappen အဲ့ဒီအတိုင်းလုံးဝတတိယထဲမောင်းနေသွားခဲ့တယ်။သူ့အနေနဲ့ဒီနောက်ထပ်ရက်ခဲ့တဲ့ pistol က32မှာအဲ့တော့꽌တီပဲလုံးဝ25 max ပဲပေါ့နော်။နောက်ဆုံးဝင်တဲ့59ကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီတိုင်း꽌တီမောင်းသွားတာပေါ့နော်။ McLaren ကအဲ့ဒီအခွင့်အရေးကိုလက်လွတ်ခဲ့တယ်။လက်လွတ်ခဲ့တာမှာ ဂျူအယ်လည်းလွတ်ခဲ့တာပေါ့နော်ဒါကပုံမှန်အပြင်လီဒါကိုအဲ့လိုမျိုးအထက်ကိုခေါ်မသွင်းကျင်ဘူးဆိုရင်တော့နောက်ထပ်တစ်ယောက်ကတော့လုံးဝခေါ်သွင်းသင့်တယ်ခေါ်သွင်းပြီးတော့သူတို့5ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမကြုံတွေ့ခဲ့ဘူးဒါကမက်ကလာရင်ရဲ့ဒီချန်ပီယံရှစ်အတွက်နှစ်ယောက် driver နှစ်ယောက်လုံးပြိုင်ဆိုင်နေရတဲ့အနေအထားဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ကောင်းခဲစရာဖြစ်တယ်။ဒီအကြောင်းကိုကျွန်တော်ပြင်ဆက်ပြီးတော့ဆွေးနွေးမယ်ပေါ့နော်။အဲ့တော့အဲ့တိုင်းဖြစ်သွားခဲ့တယ်။ဖြစ်သွားပြီးတော့စက်မောင်းတယ်။ဒီဟာကိုနားလည်ပေးလို့ရသေးတယ်။ နောက်ထပ်တစ်ချိန်နောက်ထပ်ပြဿနာတစ်ခုထပ်တက်တယ်အဲ့ဒါကဘာလဲဆိုတော့ဒီ lab 40လောက်ရောက်လာပြီအဲ့ကြရင်ဒီ PS3 က24မှာဝင်တယ် Lando က25မှာဝင်တယ်သူတို့မောင်းကြတယ်ဒါအဆင်ပြေနေပြီအဲ့တော့နောက်ထပ်တစ်ချိန်ပြဿနာဖြစ်တာက Verstappen ကပစ်ထဲကိုဝင်ရတယ်32မှာသူဝင်တယ်ခုနကျွန်တော်တင်ပြခဲ့သလိုဝင်ပြီးတဲ့အခါမှာသူအနောက်ပြန်ရောက်သွားတယ်အဲ့တော့မောင်းနေပြီပြီးတော့ PSG ဝင်ရမယ့်အခြေအောရောက်လာတယ် PSG က42မှာဝင်တယ်42မှာဝင်လိုက်ပြီဒါသူပို့ပြီးတော့ fresher ဖြစ်တဲ့တာယာလည်းလိုက်ပြီး attack လုပ်မယ် မှန်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာနောက်ထပ်လက်တစ်ခုမှာပဲလန်ဒိုကိုချက်ချင်းပစ်တယ်ခေါ်သွင်းလိုက်တယ်ဒါကြီးကလုံးဝဘေးကိုထုတ်စရာအနေထားပဲဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်အသင်းတစ်သင်းကဘယ်တော့မှအဲ့လိုမျိုးခေါ်သွင်းလည်းမရှိဘူးဘာလို့လဲဆိုတော့ Versaben ဒီလန်ဒိုနော်ရစ်နောက်မှာရောက်နေရပါရောက်နေရဖြစ်တဲ့အတော့တောက်လျှောက်ဒီလန်ဒိုရဲ့တာယာကစားနေပြီပေါ့နော်အဲဒီ wear out ဖြစ်နေပြီဒါပေမဲ့တက်နိုင်သလောက်ထပ်ပြီးတော့ထိန်းထားလို့ ရသေးတယ်ဗောနော်အဲ့တော့လန်နိုနော်ရစ်စာ25မှာဝင်ထားခဲ့တာဖြစ်တယ်25မှာဝင်ထားခဲ့တာဖြစ်တဲ့အတွက်သူကနံပါတ်49 laps တီသူတောက်ခံလို့ရတယ်ဒီ rules အရဆိုရင်အဲ့လိုအဲ့လိုတောက်ခံခြင်းအပြင် Verstappen တာယာဘိုင်းဆိုင်ရာပြဿနာဖြစ်အောင်လုပ်နိုင်တယ်လို့ Verstappen ဟာအရှိဆုံးကမောင်းမယ်ဆိုရင် free air နဲ့မောင်းရမှာဖြစ်တဲ့အတွက်ပုံပုံပြီးတော့မြန်ဆန်မယ်တာယာကိုပုံပြီးတော့လွယ်ကူစွာထိန်းချုပ်နိုင်မယ်အဲ့တော့အဲ့ဒီအခွင့်အရေးကိုပေးလို့မဖြစ်ဘူး လန်ဒိုနော်ရစ်အနေနဲ့ရှေ့ကလာလောက defense လုပ်ပြီးတော့တောက်ရှော့အာယုံနောက်အောင်မောင်းသွားမယ်ဆိုရင်ဒီဘွဲကအော်စကာပီယက်ရီဟာကြောတက်ပြီးတော့သူကဘူဆွဲဒီဘွဲအတွက်ဘူဆွဲမှာဖြစ်တယ်အဲ့လိုမျိုး level မှာလည်းအော်စကာပီယက်ရီအနေနဲ့ရှိတယ်ပြီးတော့သူ့ရဲ့ကားဟာလည်းဒီတစ်ပတ်လုံးမှာအမြန်ဆုံးနှုန်းဖြစ်နေတယ်သူမောင်းထားတဲ့ record ကလည်းအမြန်ဆုံးပဲအဲ့ဒီအတွက်ကြောင့်ဖြစ်ဒီမဖြစ်ဒီဆိုတာကအနာဂတ်ကိစ္စတခုဒါပေမဲ့အဲ့ဒီအခြေအနေမှာအဲ့လိုလုပ်ခဲ့တဲ့ဒါပေမဲ့လုံးဝတော့ strategy ဘိုင်းဆိုင်ရာ တလက်မာကိုမက်လာရင်ထပ်ပြီးတော့ကျူးလွန်ခဲ့ပြန်တယ်။ဒီချစ်ချင်းအထက်ကိုခေါ်သွင်းလိုက်တယ်။ခေါ်သွင်းလိုက်တော့ဘသူဗက်စတာပန်ကိုတားဆီးရုံနဲ့ပြီးသွားတယ်ဗက်စတာပန်အလက်ကားနံပါတ်1နဲ့ရပြေးလိုက်တဲ့သဘောဖြစ်သွားတယ်။အဲ့တော့ဒီဟာအတွက်ဖြည့်ရှင်းချက်ကရှိရတယ်။ဒါပေမဲ့ဖြည့်ရှင်းချက်ကမလုံလောက်ဘူးတကယ်ကြတော့အဲ့လိုမျိုးကြီးဖြစ်သွားခဲ့ပြီးတော့ဗက်စတာပန်ကတော့ဒီအခုမှချန်ပီယံရှစ်ပြိုင်ပွဲကိုဒါလာလူနေတဲ့ခြားသိမ်းတဲ့ယောက်လောက်တော့သူကစကားရဲ့လောက်ထည့်ပြောမယ်ဆိုထည့်ပြောစရာမလိုသူ့ရဲ့ mental style က အေးစစ်စစ်ပဲတော့မောင်းနေရရှိတာမောင်းသွားတယ်လောက perfect ပဲ time management ကွက်တီပဲနောက်ပိုင်းနေမှာနည်းနည်းလေးနှေးလာပြီမဲ့သူကအကောင်းဆုံးမောင်းနေသွားခဲ့တယ်အဲ့တော့ကျွန်တော်တို့ record နဲ့ပြန်ကြည့်မယ်ဆိုရင် Oscar Pierre ရဲ့ second stint မှာသူကပို့ပြီးတော့မြောင်မောင်းနိုင်တယ်ပြီးတော့သူ့ရဲ့တာယာဟာလည်းအဲဒီ Verstappen 32မှာဝင်တာဟိုက42မှာဝင်တာဆိုတော့ဒါဆယ် lap စာလောက်တခြား factor တွေထပ်မတွက်ဘူးเนาะဒီလောလောဆယ် pit win တဲ့အနေထားနဲ့ပဲထပ်တွက်မယ်ဆိုတော့ဆယ်ပတ်စာလောက် fresher ဖြစ်နေတယ် ပုံမြန်တယ်တကယ်မောင်းတဲ့အချိန်မှာလေ Oscar Piastri ကဒီ upper time upper time 0.22 second ပုံမြန်အောင်မောင်းနိုင်ခဲ့ဒါမလုံလောက်ပါဘူးအဲဒီပွဲပြီးဆုံးတဲ့အချိန်မှာတော့သူတို့ကြားထဲမှာရှိခဲ့တဲ့ deficit ကို၄စက္ကန့်နဲ့ short ချနိုင်ခဲ့တယ်။ဒါပေမဲ့တကယ်လို့သာ Oscar ဒီလိုမျိုး line နေတဲ့အချိန်မှာ Lando Norris က Verstappen ကိုတောက်လျှောက်ပိတ်မောင်းထားနိုင်ခဲ့တယ် defend လုပ်ထားနိုင်ခဲ့တယ်ဆိုရင် Verstappen ရဲ့ track record ဟာအများကြီးဖိုးစင်သွားဖို့ရှိတယ်။အဲဒါဆိုရင် life ကိုမှီနိုင်တယ်ပေါ့နော်သဘောတကူက။ အဲ့ဒီအရာတွေအကုန်လုံးကို McLaren ကလက်လွတ်ခံခဲ့တယ်။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်စလုံးကချန်ပီယံအတွက်မျှော်လင့်ချက်ရှိနေတဲ့အခြေအနေမှာတယောက်ကိုအဲ့လိုမျိုးဒီစွန့်စားခိုင်းလို့စွန့်စားတာမဟုတ်ဘူးပေါ့နော်။အနစ်နာခံတာပေါ့နော်။တယောက်ကိုနည်းနည်းလေးနာအောင်ဆုံးဖြတ်လိုက်မယ်ဆိုရင်တိုင်ပတ်တယ်။အခုလောလောဆယ်ကြုံတွေ့နေရတဲ့အထားမှာလည်း fan base နှစ်ခုပေါ့နော် McLaren McLaren အသင်းက British အသင်းဒီဘက်မှာ Lando Norris fan base ့ Oscar Pierre fan base နဲ့ပြီးတော့ anti British fan base က Oscar Pierre ပါပေါ့တစ်ချိန်လုံးအတန်တွေကဒီကျဲလောင်နေတယ်ပေါ့နော်ကျဲလောင်နေတဲ့ခါမှာအဲ့ဒါပြဿနာတစ်ခုပြီး driver နှစ်ယောက်ရဲ့ပင်ကိုအပြိုင်မှုရှိတယ်ပေါ့အဲ့ဟာကိုလည်းသူတို့ကကြည့်ရတဲ့ခါမှာမင်းကတော့နင်းနာခံလိုက်မင်းကတော့ defend လုပ်မင်းကတော့ဒီဘွဲကိုအနိုင်ယူဆိုတော့ team တသိန်းရဲ့အသင်းတသိန်းရဲ့အနေထားပေါ့နော်အဲ့အဲ့အနေထားအပြည့်ကိုမပြသနိုင်မင်းနဲ့ကကြိုးကြောင်နေဖြစ်ခဲ့တယ်လို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ် အဲ့ဒီအနေထားကပဲ McLaren ကိုအခုလိုမျိုးဒုက္ခပေးခဲ့တယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီနှစ်ယောက်တည်းကတယောက်ကိုတယောက်ဆိုတာကဘယ်တယောက်ပဲဖြစ်ဖြစ်ပေါ့နော်ကို့အသင်းအနိုင်ရရှိဖို့အတွက်ဘယ်ပွဲမှာမဆိုပို့ပြီးတော့အခြေအနေကောင်းတဲ့တယောက်ကိုနိုင်အောင်တွန်းပို့ပြီးတော့အဲ့လောက်အခြေအနေမကောင်းတဲ့တယောက်ဟာအသင်းရဲ့ဒီအသင်း live victory ဘက်ကိုသွားအသင့်တယ်ပေါ့နော်ဒါကဒီ primal setup တခုပေါ့နော်ဒါပေမဲ့အဲ့ဒါကိုမမြင်တွေ့ရတဲ့ပြင်အခုကအဲ့ဒါရဲ့ပြောင်းပြန်စန့်ကျင်ဘက်ကိုသွားနေတာပေါ့နော် ၂ယောက်စလုံးရဲ့ချန်ပီယံရှစ်အိမ်မက်ကိုသူတို့အနေနဲ့ဝင်ရောက်ဆွတ်ဖက်ပြီးတော့ဒီတားဆီးဖို့အတွက်မဝင့်မရေဖြစ်နေတယ်လက်ရှိအခြေအနေမှာအဲ့တော့ဒီအသင်းလိုက်အောင်မြင်မှုသွားဖို့ဆိုတာကြီးကတော်တော်လေးကိုခက်ခဲသွားတယ်ဗောနော်အဲ့လိုအနေထားမှာဆုံးဖြတ်ချက်အမားတွေပြောမယ်ဆိုတော့ဝိဝါဒကွဲပြားစရာဖြစ်ခဲ့ပြီးတော့ဒါကရိုးရိုးရှင်းရှင်းပဲဘလို့ပဲကြည့်ကြည့်အားအသင်းမှုကောင်းတဲ့ဆုံးဖြတ်ချက်တွေလို့တတ်မှတ်ရမယ်အဲ့တော့ဒီ free pistol မှာရောပြီးတော့နောက်ပိုင်းဆက်ပြီးတော့ဆုံးဖြတ်တဲ့နေရာမှာရော ဒီဆက်သွားလဲ99ဂျီတော့နဲပါတယ်ဒါပေမဲ့သူတို့ရဲ့ဆုံးဖြတ်တဲ့ပုံစံခုနကျွန်တော်ဆိုလိုခဲ့တဲ့ဒီ title ကိုနန္ဒာနှစ်ယောက်နဲ့တသိန်းထဲမှာရှိနေတဲ့အနေအထားမှာသူတို့ခိုင်တွေ့တဲ့ပုံစံအခုလိုမျိုးကကြိုးကြောင်နေဖြစ်လာစေတာဖြစ်တယ်အဲ့တော့အရှိမလည်းဒီယိုရှင်နဲ့လန်ဒိုဟိုအထဲကိုထည့်သွင်းလိုက်တဲ့ထည့်သွင်းလိုက်ခြင်းအပြင်လန်ဒိုက ဒီ point တစ်ခုမှာရှေ့ကိုကြော်တက်နိုင်ပြီးတော့ Oscar Pierre ဆိုတဲ့အားပိုကောင်းသွားတယ်ဖြစ်နိုင်တယ်။သူတို့ကတယောက်ယောက်အားပိုကောင်းသွားမယ်တယောက်အားပိုနေသွားမယ်ဆိုတဲ့အချက်တွေပါထက်သွင်းစဉ်းစားနေရသလိုဖြစ်နေတယ်။သူတို့ဘယ်လိုစဉ်းစားလဲတော့ကျွန်တော်တို့အတိအလင်းပြောဖို့မလွယ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မြင်နေရတဲ့မြင်ကွင်းအရာသုံးသပ်မယ်ဆိုရင်အဲ့လိုပုံစံမျိုးဖြစ်နေတယ်။ဒါကြောင့်မလို့ McLaren ရဲ့ဒီပွဲမှာအမှတ်လျှော့သွားခဲ့ပြီးတော့ဒီ driver နှစ်ယောက်စလုံးအတွက်အတိနာစေခဲ့တယ်။ Oscar Piastri ဆိုရင်အဆင့်300အထိရှောက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ Verstappen ကျော်တက်သွားတယ် ဒီလောက်တရ၄မှတ် deficit ကနေအခုကြောပါကြောပြန်တက်သွားပြီပြီးတော့စိတ်ပန်းဆိုင်ရာထိခိုက်မှုကြီးမာတယ်ဗောနော်ဘာလို့လဲဆိုတော့ Oscar PSG ဘာဆိုဘာမှတော့မပြောနိုင်တော့ risk ပြီးရဲ့အခြေအနေမှာအင်မတန်မှကြီးမာခဲ့တဲ့ blow တစ်ခုပြစ်ခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့ Lando Norris ဟာလည်း um champion ဖြစ်တဲ့ကစားသမားတစ်ယောက်ရဲ့အကောက်မှုဗောနော် consistently အကောက်မှု ်သူအဲ့လိုမဖြစ်ဘဲသူ intimate ဖြစ်နေတဲ့အနေအထားမျိုးလေးတွေကျွန်တော်တို့မြင်တွေ့ရတယ်ဒါတော့ risk အစုံးမှာဒီသူ possession တစ်ခုတတ်နိုင်ခဲ့တယ်ဗောနော်အဲ့ဒါ antonelli လုံးဝ wide ဖြစ်သွားတယ် oversteer ဖြစ်သွားတဲ့အခြေအနေမှာ lando norris ကြော်တတ်နိုင်ခဲ့တာကိုတွေ့ရတယ်ပြီးတော့ဒီဘွဲကအဲ့လိုမျိုး first corner ရအရန်များတဲ့အခါမှာလောဘတကြီးနဲ့ fighter တွေဒီကစားသမားတွေဟာမြန်မြန်ဆက်ဆက်ရရှိအောင်မောင်းနေတဲ့အခါမှာအဲ့လိုမျိုး oversteer ဖြစ်ဖြစ်ပြီးတော့ wagner wagner ကြော်ထွက်သွားတာကိုတွေ့ရတယ်အဲ့ဒီ data လေးတွေကလည်းဒီဘွဲမှာ အရင်ဟောစရာကောင်းခဲ့တဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ Verstappen ကိုကျွန်တော်တေချာပေါက်ချီကျူးပါမယ်ဒီကစားသမားဟာအမြန်ဆုံးကားမဟုတ်ဘူးပြောမယ်ဆိုရင်တောက်ကြနေလောက်တော့0.6စက္ကန့်လောက် McLaren ထက်နေနေတဲ့ကား qualifying မှာနည်းနည်းလေးပို့ပြီးတော့မြန်လာတယ်ဒီကားကဒါပေမဲ့ deficit က0.4စက္ကန့်လောက်ရှိနေတော့ပဲတစ်စက္ကန့်ရဲ့ဒီအနေထားတစ်စက္ကန့်ရဲ့ဒီ0.4လောက်ရှိနေတော့မယ်ဒါက formula 1မှာသိရောမသိဘူး ဒါပေမဲ့တကယ်မောင်းတဲ့နေ့မှာနည်းနည်းလေးပုံမြန်လာတယ်ဒါပေမဲ့ McLaren ပုံမြန်နေတော့မယ်အဲ့ဒီထားမှာအကောင်ဆုံးရလက်ရရှိအောင် Verstappen ဆွမ်းဆောင်သွားခဲ့တာဖြစ်တယ်ပြီးတော့သူ့အနေနဲ့ပွဲရဲ့ကြုံလာတဲ့အနေအထားအတိုင်းမှာလုံးဝ perfect 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 ဆိုတဲ့အရာကိုရရှိသွားခဲ့တယ်ပြီးတော့ကျွန်တော်ခုနတွက်ပြခဲ့သလိုသူကဒုတိယ pit stop ကို32မှာဝင်တာဖြစ်တဲ့အတွက်သူကအဲ့အရှိမ25ပဲအဲ့နောက်မှာ25ပဲကွက်တိမောင်းသွားတဲ့ပုံစံမျိုးပေါ့နော် maybe 24 25 အဲ့မှာနည်းနည်း fluctuation ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီ quality အတိုင်းမောင်းသွားပြီးအဲ့ဒီ quality အတိုင်းမှာသူ့ရဲ့ tire degradation ကိုကျွန်တော်တို့အများကြီးမမြင်အောင်အလုံးသိရတဲ့အတိုင်းပဲဒီပြိုင်ပွဲက imminent ပူတွေကတာအရှိလေပိုင်းမှာကစားတာကွင်းကအရင်မြန်တယ်ဒီဖြစ်နေတဲ့ဖြစ်ရတဲ့အကုန်လုံးကပူပြီးတော့ demanding ဖြစ်တဲ့အခြေအနေကိုသွားတယ်ပြီးတော့ခုန tire degradation ဆိုတာ25ဘတ်ပဲ parallel ပြေးမောင်းတယ် FIA ကပြေးမောင်းထားတာပေါ့နော်ဒီ tire တစ်ခု tire set တစ်ခုကိုအဲ့တော့ကန့်သက်ချက်တွေအများကြီးပဲခတ်တယ်ပင်မန်းတယ် ဒီခတ်တယ်ဆိုတာက risk ကဒီ circuit သဘောတရားမခတ်ဘူးဒါပေမဲ့ဒီပေးထားချက်ဒီအနေထားရမြန်တဲ့အနေထားရပူတဲ့အနေထားရမှာတောက်ဆိုချက်တွေများတယ်ကစားသမားတွေပူပင်မနေတာရှိတယ်အဲ့ဒီအရအကုန်လုံးမှာ investor bank ကဘယ်တစ်ချက်မှစင်ကြီးပေးစရာမလိုတော့အောင်ကိုသူက perfect ဖြစ်ခဲ့ပြီးတော့ဒီပွဲကိုအနိုင်ယူခဲ့တယ်အဲ့တော့နောက်ဆုံးပွဲကအရင်အရင်ကိုဒါကြည့်ဖို့ကောင်းသွားခဲ့ပြီပေါ့နော်အဲ့တော့ဒီ2021က Hamilton နဲ့ Verstappen ဒါစတင်ပြီးတော့အချိန်နဲ့ဖြစ်ခဲ့တဲ့ နောက်ဆုံးပွဲထီချင်းခုန်ခဲ့ရတဲ့ risk အခုလိုပဲအပူဓာဘီမှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ရဖို့ရှိတယ်။ဒါကျွန်တော်တို့ကတော့တော်တော်လေးအမှတ်ရခဲ့တယ်ဗောနော်အဲ့ဒီအပူဓာဘီ Grand Prix တော့အရန်ကိုအမှတ်ရခဲ့ပြီးတော့ကျွန်တော် Formula 1နဲ့ပတ်သက်ပြီးတော့ Talk Show စတင်ပြောခဲ့ရတဲ့အဒီပွဲလို့လည်းပြောရမှာဗောနော်2020သောနစနဲ့မှာ F1 show တွေ Canal Plus မှာစပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ F1 season မလာခင်အခြေအနေမှာကျွန်တော်ဟာ ဒီပွဲပြီးခဲ့တဲ့ပြီးခဲ့တဲ့ရှာဒီကအနေထားတွေကိုပြန်ပြီးတော့သုံးသပ်ပြီးတော့အဲအဘူဒါဘီကတော့လုံးဝအမှတ်တရပြီးတော့ဒီ season review တပွဲချင်းဒီ season review တရားဒီလုံးဥစ္စာတွေလည်းဒါသုံးသပ်ခဲ့တယ်ပေါ့နော်အမှတ်တရပေါ့နော် formula 1နဲ့ပတ်သက်ပြီးတော့ပထမဆုံးစပြီးတော့ပြောရတဲ့ပြောခွင့်ရခဲ့တဲ့ show ပေါ့လေအဲ့တော့အဲ့အမှတ်တရအခုဒါကျွန်တော် soccer house မှာပြန်ပြောနေပြီပေါ့နော် soccer house မှာပြန်ပြောတဲ့အခါမှာဒီလိုမျိုးစัญญုံပုံစံလေးပြန်ပြီးတော့ဖြစ်လာတယ်တကယ်ကိုအမှတ်တရဖြစ်ဖို့ကောင်းတယ်ပြီးတော့ဒီဘွဲမှာနောက်ထပ် ပြောစရာတွေအဖြစ်ကတော့ Antonelli ကျွန်တော်ခုနပြောခဲ့တဲ့ Oscar အဲဒီ Lando Norris က Antonelli ကိုကြော်တက်သွားခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာသူ wide ဖြစ်သွားတယ်အဲ့တော့အဲ့ဖြစ်ရတဲ့ပတ်သက်ပြီးတော့ပွဲအတွင်းမှာဒီ Max Verstappen ရဲ့ race engineer ကလှမ်းပြီးတော့ပြောခဲ့တယ် Antonelli ကလည်းရွေးချက်နဲ့ဖယ်ပေးလိုက်တာဆိုတဲ့ဆွဆွဲတဲ့စကားမျိုးပြောခဲ့တယ်အဲ့ဆွဆွဲတဲ့စကားနဲ့ပတ်သက်ပြီးတော့ online abuse တွေကို Antonelli ခံရတယ်သူ့ရဲ့ဒီ social media account ကိုလည်း black screen ပြုလုပ်သွားခဲ့တယ်ပေါ့နော် ဖီးယားတွေအများကြီးရင်ဆိုင်နေရတယ်ဓာတ်သရက်တွေပါရင်ဆိုင်နေရတယ်ပေါ့နော်ဆိုးရွားတဲ့ပြိသက်တွေရဆိုးရွားတဲ့ပြဿနာပေါ့နော်အဲ့တော့အဲ့ဒီပြိသက်တွေဟာလွန်ကဲတဲ့ excessive manner တွေကိုပြုမူနေပြီးတော့အရေးပဲမရှိတဲ့လုပ်ရတဲ့လုပ်နေကြလွန်ကဲတဲ့လုပ်ရပေါ့နော်ဒါရဲ့ death threat ဆိုတာကဘလို့မှမဖြစ်သင့်တဲ့အရာအန်ဒိုနယ်လီဒီအရာကိုရင်ဆိုင်ခဲ့ရတယ် red bull ကပွဲပြပြချင်းပါပဲဒါတွေကိုသူကတောင်းဟိုမဟုတ်ဘူးပေါ့နော်ဒါကလက်ခံသူ race engineer လိုပဲပြောလိုက်တယ်ဒါကမဟုတ်ဘူးဆိုပြီးပြောတယ် ီးတော့ race engineer ကိုယ်တိုင်ကလည်းဒီ Mercedes ရဲ့ principle Toto Wolff ကိုဒီသူဒီလိုမျိုးဆုံးဖြတ်ချက်မှားပြီးတော့ဗောနော်သူအသေးစားမသိလိုက်ပဲနဲ့သူပြောမိရဆိုပြီးဝန်ခံတောင်းပန်ခဲ့တယ်လို့သိရတယ်။ဒါပေမဲ့အဲ့အရာတွေကိုအခြေပြုပြီးတော့ social media မှာဖြစ်ပျက်နေတာတွေကတော်တော်လေးအံ့အသင့်မှုကောင်းတယ်။ပြောရမယ်ဆိုရင်ဆက်ဆုပ်ဖို့ကောင်းတယ်ဗောနော်။အဲ့တော့ Antonelli ကတော့ဒါတနာဖို့ကောင်းတယ်။အခုမှလူငယ်လေးသူမောင်းရရှိရသူမောင်းပြီးတော့တပွဲလုံးအကောင်းဆုံးမောင်းနေနိုင်ခဲ့တယ်။ defend လောက်တာလဲကောင်းခဲ့တယ်အဲ့တစ်ချက်ကလေးပဲဒါသူ့ဟာသူ तू ဝဲဖြစ်နေတာမဟုတ်ဘူးဒီဘွဲမှာအဲ့လိုမျိုး overseer ဖြစ်သွားတာလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့လိုပဲမဲမဲမြင်ရဝိုင်းကြိုက်မယ်ဆိုတော့လူတန်းစားတက်ရတာလည်းတသက်ရှိနေပြန်တယ်ဗောနော်အဲ့တော့အဲ့လို nelly jot တော့တနာစရာကောင်းခဲ့ပြီးတော့နည်းနည်းလေးဒါအမှတ်ရဖွဲ့ grand prix ဖြစ်သွားမယ်ဗောနော်ပြီးတော့လုံးဝအတိမပြောရမှာက carlo science ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီပွဲဟာဒီ race craft တွေအရင်ကြီးလုံနေရစရာလိုတဲ့ပွဲမဟုတ်ဘူး အဲ့လိုမျိုးပေါ့အချိန်နေပေါ်မူတည်ပြီးတော့ position loss ဖြစ်သွားတာလည်းရှိတယ်အဲ့ position loss ဖြစ်သွားတဲ့အနေအထားတိုင်းကိုအခွင့်အရေးယူနိုင်ဖို့လိုတယ်ကာလိုဆိုင်းစာအခွင့်အရေးယူနိုင်ခဲ့တယ်အကျယ်ချက်ပြောရင်တော့နောက်ထပ်ပြောကြရရင်တော့အများကြီးရှိသေးရပါဘောနော်ဒါပေမဲ့အဓိကကကျွန်တော်အနေနဲ့ဒီ Grand Prix ကိုဒီ title contender တွေအတွက်ကိုပဲ focus ထားပြီးပြောတာဖြစ်တဲ့အတွက်ကာလိုဆိုင်းဆိုတော့ဒီသူဘလိုမောင်းနေခဲ့တယ်လဲဆိုတဲ့အကြောင်းအသေးစိတ်တော့ထပ်ပြီးတော့ခွဲခြားမစိတ်ဖြာတော့ပါဘူးတေချာတာကသူဟာလုံးဝအမှန်ရင်းမရှိဘဲနဲ့မောင်းနေနိုင်ခဲ့ပြီးတော့ ဝီလျံစ်ကားနဲ့နောက်ထပ်ပိုဒီယံနိုင်ပွဲတစ်ခုကိုရယူနိုင်ခဲ့တယ်ပေါ့နော်ဝီလျံစ်တော့ကတော့ပိုဒီယံဝင်နိုင်ပွဲလို့ပဲကျွန်တော်ကတော့သတ်မှတ်ချင်တယ်ပေါ့နော်ကာလိုဆိုင်းစ်ဟာဖရာရီဆိုရင်မိတောင်ပင်နေပြီပိုဒီယံအပေါ်ဘလို့တက်ရလဲမှတ်တော်မမိတော့တော့ဘူးလူးဆာမီတန်လို့ဆိုရင်အော်လူးဆာမီတန်ရအောင်မရသေးဘူးအဲ့တော့အဲ့ဒီအခြေအနေမှာဖရာရီအသင်းကအဆုံးထုတ်ခြင်းခံလိုက်ရတဲ့ကာလိုဆိုင်းစ်ဟာဝီလျံကားနဲ့အတူဒီရာဒီမှာပိုဒီယံနှစ်ကြိမ်တက်ပြီးသွားပြီတော်တော်လေးကိုဒါဂုံပြူရမယ် ပြီးတော့ Carlos Sainz အတွက်လည်းပြောရွှင်ပေးရမယ့်အခိုက်အတန့်တွေလို့ကျွန်တော်ကတော့သတ်မှတ်ခြင်းနေပြီးတော့ဒီနေ့ပွဲမှာ Charles Leclerc ကတော့မောင်းတာကောင်းခဲ့ပါတယ် Ferrari ကတော့တော်တော်လေးကိုပြဿနာရှိနေတာ Lewis Hamilton ဆိုရင်ဒါကြီးကျယ်ရုံးကန်တယ်မှတ်တော်မှတ်ပြီးတော့သူ့ကိုရိုက်အောင်ရိုက်ပြရလားမသိဘူး P12 မှာထင်တယ်အဲ့လောက်တိဆိုရခဲ့တာပေါ့နော် ပြီးတော့ဒီပွဲမှာကကောင်းရဲ့သားနဲ့နှမျောစရာဖြစ်သွားတာက Isaac Hager ပွဲပြီးကန်ဒီမှာ Tyre Puncher ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ Oliver Bearman ကလည်းအဲဒီဖြစ်တဲမှာပြောမှဆိုရင်တော့ unsafe ဒီ pit lane out ပေါ့နော်ထွက်တဲ့အချိန်မှာသူ့အမားလို့ပြောရတာကိုခတ်ပါတယ်ဒါပေမဲ့မပြောဖို့ကောင်းခဲ့တယ်ပေါ့နော်သူ dog shot အမှတ်တွေအမှတ်တွေယူနေဒီပွဲမှာတော့10 second penalty ထိသွားခဲ့တယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်တဲ့ပြောကြရတယ်ကတော့ဒီလောက်ပါပဲ now အပတ်မှာလာမယ့်အဘူဒါဘီ grand prix ကတော့အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေပြီကျွန်တော်တို့အများကြီးအများကြီးဆက်မြင်ရအောင်မယ်ပြီးတော့ Verstappen ပြောတဲ့စကားတစ်ခုနဲ့ညီကောင်းချုပ်ချင်တာပေါ့နော် Verstappen ကငါငါကရှုံးနိုင်ပါရင်ငါမတွေ့ဘူးငါနိုင်မှုပဲတွေ့တာတစ်ချက်ပြီးတော့ ငါမှဘာမှဆုံးရှုံးစရာမရှိဘူးဟိုနှစ်ယောက်ပဲဆုံးရှုံးစရာရှိတာငါအေးစေးပဲငါမောင်းစရာရှိတာမောင်းမှာဆိုတဲ့ပုံစံမျိုးအဲ့တော့တကယ်လည်းဖြစ်နေပြီးတော့ဟိုနှစ်ယောက်ကပို့ပြီးပို့တဲ့ပြဿနာကကျွန်တော်ရှေ့က Grand Prix တခုမှကျွန်တော်ပြောခဲ့ပူပါတယ်ကျွန်တော်မှတ်တော့မှတ်မပြီးတော့ဘယ် point မှာပြောခဲ့လဲဆိုတာ Verstappen ကသုံးမျိုးဆက်ကလုံးဝရှင်းတယ်ကြည်ရှင်းတော့သူလုံးစရာတခုပဲရှိတယ်ဟိုမှာ McLaren ရဲ့ကြည်ရှင်းမတော့ဘူးတွားမဲ့ဟာတခုသူတို့အချင်းချင်းတခုနောက်ကနောက်ကလိုက်တဲ့ဟာတခုဆိုတော့အဲ့လိုအရန်အောင်နောက်တဲ့အနေထားပေါ့နော်အဲ့လိုအရန်အောင်နောက်တဲ့အနေထားမှာ အသင်းကလည်း ကြိုးကြောင်လေးဆုံးဖြတ်ချက်ချတယ်။ကစားသမားမောင်းနေတဲ့ကစားသမား၂ယောက်မှလည်းငွေရနုနယ်သေးတဲ့အပြင်ဒီ fighter စိတ်တဲ့ပိုပြင်းထန်တဲ့ Oscar Pierre ရှိ။ဒါမဲ့သူကကြတော့အတွေ့အကြုံအရန်နေတယ်။ Lando Norris ကကြတော့အဲ့လောက်ခေလာ instant မရှိဘူး။ဒါကကျွန်တော်အမြင်ပေါ့နော်။ဒါတော့ဝီဝါတော့ခွဲပြနိုင်တယ်။ဒါပေမဲ့ကျွန်တော်ကတော့ Lando Norris ကိုခေလာ instant မရှိဘူးလို့သတ်မှတ်ချင်တယ်။အဲ့လိုအနေထားတွေ့မှာ McLaren အနေနဲ့နောက်ကခေလာကြီးရတကယ်လိုက်နေရအောင်ခေလာကြီးရတကယ်လိုက်နေတော့ horror story နဲ့တင်စားရမယ်ဆိုရင်ဘယ်လိုပြောချင်လဲဆိုတော့ ဗက်စတာဘန်ကတော့ချက်ကီဆိုပြီးတော့နောက်သွားတယ်ပေါ့နော်အဲ့တော့ချက်ကီကြီးကနောက်မှနောက်ကတခုခုသူတို့ကိုလှုပ်ဖို့အတွက်လိုက်နေပြီပေါ့နော်အဲ့ဒါတော်တော်ကြောက်ဖို့ကောင်းတယ်အဲ့ဒီကြောက်ဖို့ကောင်းတဲ့ဇဝင်ကန်အပြည့်အစုံလောက climax ကိုနောက်ပတ်မှာကျွန်တော်တို့ကြည့်ရပါလိမ့်မယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ